င်္ဂလာပါခင်ဗျာအနာသိန်းကုန်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာတရုတ်သမ္မတရှီကျင်းဖြစ်နဲ့တွေ့ဆုံခွင့်ရခဲ့ကြောင်းစစ်ကောင်စီရဲ့ဝါဒဖြန့်မိရာတွေမှာခုံယူဝင်ကြွားစွာဖော်ပြခဲ့ကြတာတွေ့ရပါတယ်။အနာသိန်းမီးရဲ့နောက်နိုင်ငံတကာကောင်းဆောင်တွေနဲ့တွေ့ခွင့်ရဖို့ကြိုးပမ်းနေတဲ့စစ်ကောင်ဆောင်ဟာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ရင်းမြစ်နီခန်းနာတက်ရောက်နေတဲ့တရုတ်သမ္မတရှီကျင်းဖြစ်နဲ့မေလ9ရက်နေ့ကတွေ့ခွင့်ရလိုက်တာဖြစ်ပါတယ်။ 国际上面是那个嘞，西方上面比如说他的老板嘞，像那个习近平啊，这样我们都可以了。你看那个现在兵马俑、兵马俑，今年底之前嘛，必须得完。澳洲，就那个我们那边的比天罗雀嘞，六块钱一袋，蛮多呀。这公司啊，来料都好东西的，真不一般。还有澳门，土鳖哦，真好。哦。 ဒေါ်ဒွန်းချက်တွေမင်းအောင်နိုင်နဲ့ရှီကျင်းဖင်တို့ရရှိလာနေကြတဲ့အကြောင်းရှိပါတရုတ်သမ္မတရှီကျင်းဖင်ကမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးလိုအပ်တယ်လို့ကူညီပေးသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအချုပ်အခြာအာဏာနဲ့မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတွေကိုအမြဲထောက်ခံအားပေးလျက်ရှိတယ်လို့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ငင်းငင်းလုပ်ငန်းတွေအတွက်ဆက်လက်ကူညီပေးသွားမယ်လို့ပြောတဲ့အကြောင်း စစ်ကောင်စီတရင်စာတွေကဖော်ပြပါဗါးအာနုသိစစ်ကောင်ဆောင်ကလည်းငလင်ကိစ္စအကူညီပေးတဲ့အပေါ်ကျေးဇူးတင်ကြောင်းပြောတဲ့အပြင်တရုတ်အနေနဲ့မြန်မာနိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်ပြီးဒေသအတွင်းနဲ့နိုင်ငံတကာမျက်နှာစာမှာမြန်မာနိုင်ငံဘက်ကယက်တီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့အခုနှစ်ကုန်ပိုင်းမြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေကြောင်းပြောဆိုခဲ့တယ်လို့ဆိုပါတယ်နိုင်ငံရေးကဲခတ်တွေနဲ့တရုတ်မြန်မာရေးလေလာတုံးသက်သူတွေကတော့တရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ခွင့်ရတာဟာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးပမ်းနေတဲ့စစ်ကောင်းဆောင်အတွက်နိုင်ငံတကာမျက်နှာစာမှာနိုင်ငံရေးရာတရားဝင်မှုရရှိဖို့အခွင့်အရေးတရဖြစ်ခဲ့တယ်လို့ထောက်ပြနေကြပါတယ်။မင်းအွန်လိုင်းအတွက်တော့ဒီခီးစဉ်ကိုသူအကြီးကျယ်အောင်မြင်တဲ့ခီးစဉ်လို့ထင်မှတ်နိုင်ပါတယ်။တခုကသူ့ရဲ့ personal level မှာ protocol syndrome လို့ခေါ်ရမှာပေါ့နော်။သူကနိုင်ငံကောင်းဆောင်တရားဖြစ်တယ်ဆိုတော့သူ့ကိုယ်သူထင်မှတ်ထားမှုကိုဒီခီးစဉ်ကတက်တည်ပြပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲတဲ့ကိစ္စကို ကိုကိုကိုယုံကြည်မှုပြန်ရလာတယ်ဆိုတဲ့ဟာမျိုးစဉ်းစားချက်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တရုတ်ဘက်ကသူတို့ကိုလက်ခံတယ်ဆိုတဲ့ဟာမျိုးပြန်ပြီးတော့ပုံဖော်တဲ့ဟာမျိုးလုပ်နိုင်ပါတယ်လက်တွေ့မြေပြင်မှာတော့ပုံစံတစ်မျိုးနဲ့ရှိနိုင်ပါလိမ့်မယ်ဒါပေမဲ့စစ်ကောင်စီအတွက်တန်တမန်ရေးရာနဲ့နိုင်ငံရေးအရာအမျက်ထွက်သွားတယ်လို့ပြောလို့ရပါတယ်တရုတ်ဟာနေဆက်မှာရှိနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုစစ်ကောင်စီကိုမတိုက်ဖို့နဲ့စစ်ကောင်စီနဲ့ဆက်ဆက်ညှိနှိုင်းရေးလုပ်ဖို့ပြင်းထန်ဆုံး အကြက်ကင်ဖိအားပေးချိန်ချောက်မှုတွေကိုလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။မကြသေးခင်ကလည်းကိုကံအဖွဲထိန်းချုပ်ထားတဲ့လာရှုမျိုးကိုတရုတ်ကအကြက်ကင်ဖိအားပေးနေပြီးစစ်ကောင်စီလက်ထက်ပြန်အပ်ခိုင်းခဲ့ပါတယ်။ဒါအပြင်တအံမျိုးသားလူမျိုးရေးတပ်မတော် TNL ကိုလည်းတိမ့်ပိုက်ထားတဲ့မျိုးတွေကို ပြန်ဆုပ်ပေးဖို့တရုတ်ကဖိအားပေးနေပါတယ်။အာနာမသိခင်ပေါ့2020 2021မတိုင်ခင်ပေါ့ now အဲ10.29မတိုင်ခင်ရော10.29ပြီးတော့တို့တို့တောက်လျှောက်တို့ရဲ့အဓိက interest ဆာလေအခုဒီမပြောင်းသေးဘူးဒါဒါဟိုပါပဲတရုတ်ရဲ့အကျိုးစီးပွား interest ဆဲတယ်အဲ data တွင်တည်ငြိမ်ဖို့သူရဲ့စီးပွားရေး project တွေရှိနေတဲ့နေရာတွေမှာပို့ပြီးတော့တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ဆိုတဲ့ဟာကိုသူမျိုးလိုပါပေါ့နော်ပုံစံမျိုးစုံနဲ့လုပ်လို့ရအောင်သူနှိမ့်နိုင်ဆွေးနွေးမယ်ဆိုတဲ့ဟာတွေသူတောက်လျှောက်ပြောတာဒါအဲ့တော့အခုမှဖြစ်တဲ့ကိစ္စတော့မဟုတ်ဘူးအရင်ကလေးကတော့ဒါစစ်တပ်နဲ့ ောက်ရှောက်ပေါင်းနေတဲ့သဘောမျိုးလို့ပြောလို့ရတယ်။တရုတ်နိုင်ငံအနေနဲ့မြမပြည်တွေကိုဝင်ရောက်မဆွတ်ဖတ်ဘူးလို့ကတိကဝေပြုထားခဲ့ပေမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်ဖွဲ့တွေစတင်ခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးနောက်ပိုင်းမှာတော့တိုင်းဒလနဲ့ကိုင်းတွေနဲ့စစ်ကောင်စီအကြမ်းမှာတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖတ်မှုတွေနဲ့စစ်စက်ညှိနှိုင်းရေးလုပ်ဖို့တင်းကျပ်ချင်းချောက်ဖိအားပေးမှုတွေကိုပေါ်ပေါ်ထင်ထင်တွေ့လာရတယ်လို့နိုင်ငံရေးကိစ္စတွေကဆိုပါတယ် လက်ရှိမှာလဲစစ်ကောင်စီကိုရွေးကောက်ပွဲကျင်းပနိုင်ရေးကူညီရေးပေးနေပြီးတိုင်းဒေသနဲ့ကိုင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကောင်စီထံပြန်ပေးဖို့ဖိအားပေးချိန်ချောက်မှုတွေရှိနေတယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံရဲ့အခင်းကျင်းမှာတရုတ်ရဲ့စိတ်တန်းကြချဲ့လဲလှုပ်ဆောင်ချက်တွေဟာမြန်မာပြည်သူလူထုအတွက်တရားမျှတမှုမရှိသလိုပုံမှုရှုပ်ထွေးတဲ့မြန်မာနိုင်ငံရဲ့အလှည့်ပြောင်းနေဖို့သာဦးတည်နေတယ်လို့လူခွင့်တက်ကြွလှုပ်ရှားသူတွေနဲ့နိုင်ငံရေးသူတည်တည်တွေကတုံ့ပြန်နေကြပါဗျ။ အပေါ်ဝဖြစ်လာတဲ့နိုင်ငံတွေကသူတို့ကူရင်သူတို့ကူတဲ့ဘက်ကနိုင်မယ်လို့ထင်တယ်။အခုလဲတရုတ်ကသူတို့အကျိုးစီးပွားအတွက်သူတို့ကူရင်စစ်ကောင်စီနိုင်မယ်ထင်တာပေါ့။ဒါပေမဲ့အဲ့လိုတော့ဖြစ်မလာဘူး။တရုတ်တွေဘာကားဘာကိုကူညီခဲ့ဘူးတာပဲအနည်း20လောက်။ဒါပေမဲ့လူလူထောက်ခံမှုမရတော့ဘယ်နိုင်ပါ့မလဲ။တရုတ်မကူခဲ့ဘူးတာတော့မဟုတ်ဘူး။ကူခဲ့ဘူးပါတယ်။လူလူထောက်ခံမှုမရှိရင်မနိုင်ပါဘူး။